မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်အနောင်နှလုံးပေါင်းချင်းပရိတ်၄လုံးနီးကိုပြန်လည်များတက်มาဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ရှေ့ရဗီဒီယိုမှာဆိုရင်အနောင်နှလုံးပေါင်းချင်းပရိတ်က၆လုံးအထိရှိတယ်ပေါ့နော်ပင်ရှင်ဖြစ်ပါတယ်အခုမှာတော့ကျွန်တော်အဲနောင်နှလုံးပေါင်းချင်းပရိတ်၄လုံးထဲကိုပေါ့နော်ကျွန်တော်ပြန်လည်များတက်มาဖြစ်ပါတယ်နံပါတ်ကဆက်ခွန်ကနေစာမယ်ပေါ့နော်နံပါတ်၁ကနေတော့မစားတော့ဘူးနံပါတ်ဆက်ခွန်ကနေဒီ၃ခွန်ကနေဆက်ကြည့်အောင်ပေါ့နော်โอเคကျွန်တော်ဒီ ရှစ်တုံညာလေးငါအနောင်နှလုံးပေါင်းရှင်ပရိယာတွေပေါ့နော်နောက်ထပ်တစ်ကြိမ်မှာကသူအတီတုံးခွန်ခွန်ဆွဲတဲ့ဒီခွန်နဲ့ခွန်ပေါင်းရှင်းဒီ play break ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ဒီမှာခွန်နဲ့ခွန်ပေါင်းရှင်းဒီဒီဘက်မှာလေး၄ဒီဘက်မှာလေး၄ပေါ့နော်။၈၃ည၄ဆိုတော့ဒီမှာ၃ညရဲ့၄ရဲ့ပုံတူမှာဖြစ်ပါတယ်ပေါ့နော်။၃ညရဲ့၄ရဲ့ပုံတူ break နှလုံးထဲကကျွန်တော်၄ break ခွန်ခွန်အပူဖြစ်ပါတယ်ပေါ့နော်။ နောက်ထပ်ကျွန်တော်ဒီ68နှစ်သုံးအနန္တလုံးပေါင်းရှင်ပြိမာ69လေးဆိုတဲ့အတွက်ကြောင့်မို့9ရက်4ရက်ပေါင်းရှင်က3ပြိဖြစ်ပါတယ်။ဒါကြောင့်မို့ဒီဘက်မှာလည်း3ဒီဘက်မှာလည်း3ဖြစ်ပါတယ်ခင်ဗျာ။ခွန်9 3မြနှစ်3လေးဆိုတော့ကျွန်တော်နှစ်3အနန္တလုံးပေါင်းရှင်ပြိပုံတူဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မို့ဒီမှာတော့9နဲ့4ပေါင်းရှင်3ပြိဖြစ်ပါတယ်။ဒီက63တပင်မှာ69ပေါင်းရှင်ဒီ9ပြိဖြစ်ပါတယ်။ဒီဘက်မှာလည်း9 ဒီဘက်မှာလည်း9ဖြစ်ပါတယ်ပေါ့နော်9356ဆိုတော့9356ဆိုတော့ကျွန်တော်9ရက်9ရက်အနောင်နှလုံးပေါင်းရှင်ပြိပုံတူနှလုံးရတယ်ပေါ့နော်အဲ့မှာတော့6နဲ့3ပေါင်းရှင်9ဖြစ်ပါတယ်ဒီ6ရှိခွန်တပင်မှာတော့8ခွန်ပေါင်းရှင်15ဖြစ်ပါတယ်9ခွန်တင်နေတဲ့က9ပြိပေါ့နော်ဒီဘက်မှာလည်း9ဒီဘက်မှာလည်း9 9ခွန်တင်နေဆိုတော့9ခွန်တင်နေဆိုတော့ဒီမှာတော့ ငါးပရိတ်သလုံးထဲပဲရှိတယ်ဗောနောငါးပရိတ်ပုံတူတာဖြစ်ပါတယ်ရှစ်ခွန်ပေါင်းရှင်း5ဗောနောဒီနေ့နေ့ခွန်တပင်မှာတော့နေ့နေ့ခွန်ပေါင်းရှင်း6ဖြစ်ပါတယ်6ပရိတ်ဗောနောဒီဘက်မှာလေး6ဒီဘက်မှာလေး6အာ9 5 6ဆိုတော့9 6ပုံတူပရိဖြစ်ပါတယ်။3 8မှာတော့ရှင်းနဲ့ရှင်းပေါင်းရှင်းဒီ16ပရိဖြစ်ပါတယ်ခင်ဗျာ။6 8နဲ့3ထက်က6ပရိဒီမှာလည်း6ပရိ ရှောက်ရှိနှစ်3ဆိုတော့ရှောက်ရှိ3ပြိပုံတူပေါ့နော်ရှောက်ရှိ3ပုံတူပြိသုံးလုံးရတာဖြစ်ပါတယ်ဒီ3 3ညာ9တပြင်မှာတော့3 9 9 3ညာဆိုရဲအတွက်3ညာနဲ့9ပေါင်းရှင်းကဒီမှာ9ပြိဖြစ်ပါတယ်ခင်ဗျာ9ပြိဖြစ်ပါတယ်ပေါ့နော်9ပြိ3 3ညာ9 3 9 9 3ညာဆိုတော့3 9 9 3ညာဒီမှာပြိ၄လုံးစလုံးပါတယ်ပေါ့နော်၃၅နှစ်တပြင်မှာ9 9 3လေးပြိတဲ့က9ရက်2ရက်နှလုံးပေါင်းရှင်းခွန်ဖြစ်ပါလေ အနန္တလုံးပေါင်းတာဖြစ်တယ်ပေါ့နော်9နဲ့2ပေါင်းရှင်းဒီ9 3 9နဲ့ပေါ့နော်9 9 3 4ဆိုတော့9 9 4အနန္တလုံးပုံသူပြိဖြစ်ပါတယ်ပေါ့နော်9 9 3နဲ့မှာ3 9နဲ့ဆိုတော့9နဲ့2ပေါင်းရှင်းက7ပြိဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာလေးတိပေါ့နော်နေလေးရှားတပင်မှာ3993များဆိုတဲ့အတွက်လေးနဲ့6နဲ့ပေါင်းရှင်းသည့်30တောင်ညာပရိဖြစ်ပါတယ်ခင်ဗျာ။ ကိုတေ9ရှောင်းအနန္တလုံးပေါင်းရှင်ပြိမာ3နှစ်လေးဆိုတဲ့အတွက်ကျွန်တော်ဒီနေ့ရက်လေးရက်နှလုံးပေါင်းရှင်တာရှောင်းပြိဖြစ်ပါတယ်ကိုတေ9ရှောင်းထဲကရှောင်းပြိပေါ့နော်နံပါတ်20နဲ့ရှင်းမှာ3ည6ခုအနန္တလုံးပေါင်းရှင်ပြိရာတွေပေါ့နော်ရှင်း9နှစ်ဆိုတော့ဒီ9ရက်နေ့ရက်ပေါင်းရှင်က9ပြိပဲဖြစ်ပါတယ်အဲ့ဒီအနောက်ကတလုံးတောက်လျှောက်ဖြစ်နေတယ်ပေါ့နော်ပြီးရင်6ရှောင်း5တပြင်းမှာကြတော့ကျွန်တော်ကိုတေ9ရှောင်းပြိထဲက ဒီ6ရက်5ရက်ပေါင်းရှင်းကဒီပရိဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမာလေးတည်ဒီမာလေးတည်ပါတော့၃၅၆တပြင်းမှာ၄၆တုံများတစ်ထက်က၅နဲ့၆နဲ့ပေါင်းရှင်သည်၁၁တိပရိဖြစ်ပါတယ်ဒီမှာလေးတိပရိပေါ့နော်โอเคနောက်ထပ်တစ်ကြိမ်မှာကျွန်တော်၆၄၆ဆိုတဲ့အတွက်၄နဲ့၆ပေါင်းရှင်သည်၁၃ညပရိဖြစ်ပါတယ်တုံညပရိနောက်ထပ်၃၅၆ ကိုခွန်ရှိမှာတော့ခွန်နဲ့ရှစ်ပေါင်းရှင်းစငါငါခွန်တင်နေတဲ့ကငါပရိဖြစ်ပါတယ်။ငါပရိဒီမှာငါပရိ၆ခုလျှောက်တဲ့ပြင်မှာရှစ်တုံများ၄ငါထက်ကကိုနဲ့ရှောက်ပေါင်းရှင်းဒီစငါပရိဖြစ်ပါတယ်။နံပါတ်7အဖြစ်အကျဉ်းကြီးအဖြစ်ကျွန်တော်30နဲ့3ကျဉ်အထိရှိသွားခဲ့ပြီပေါ့နော်။ဒီခရစ်တဘတ်မှာရှစ်တုံများ၄ငါဆိုတော့ရှစ်၄ငါပုံတူပရိ၃ပရိ၃လုံးရှိတယ်ပေါ့နော်။ ုံတူအနန္တလောပေါင်းရှင်ဘိတ်၄၅ရှစ်ထဲက96ပေါင်းရှင်55ဘိတ်ဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီနီးနံပါတ်၁ကတော့ကျွန်တော်ပင်ချီပေါ့နော်နံပါတ်95ချိန်ရှိသွားခဲ့ပြီ83 33 45နောက်ထပ်ကျွန်တော်တို့ဒီလိုမျိုးပင်ချီကိုမှ83 33 45လိုမျိုးပဲကနန်းချလုံးနောက်ထပ်နီးတစ်ခုရှိသေးတယ်ပေါ့နော်။ဒါကမှကျွန်တော်ကကျွန်တော်တို့ဒီ break လေးလုံးကိုပဲမရှိများအကျိတ် တွေ့ရမယ်ရှင်များအသက်အရွယ်ပြီးတော့ကျွန်တော်ပရိတ်လေးလုံးကိုပြန်လည်မြောက်တော့မှာဖြစ်တယ်ပေါ့နော်ဒီလိုပရိတ်၆လုံးကတော့နောက်ထပ်နည်းတစ်မျိုးတော့ရှိသေးတယ်ပေါ့နော်ခေတ္တဆွေးကျွန်တော်ဒီ၈၃၄၅အနန္တလုံးပေါင်းရှင်ပရိတ်နည်းကိုဆက်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်ခေတ္တလေးကတော့ကျွန်တော်အနန္တလုံးပေါင်းရှင်ပရိတ်လေးလုံးဖြစ်ပါတယ်ဒီနေ့ကတော့ဒီ၃ညကို၆နဲ့မြောက်အောင်มาဖြစ်ပါတယ်ခင်ဗျာပြီးရင်ကရက်9မှာတစ်ကြိမ်ထိတ်စီး6မှာတစ်ကြိမ်အပိတ်6မှာနှစ်ကြိမ်ဖြစ်ပါတယ် ပြီးရင်98မှာ9 105ကိုနှစ်ချိန်ပေါင်းပါမယ်။ခွန်၄၃ညမှာ၄ကိုတစ်ချိန်ပေါင်းတယ်ပေါ့နော်။ပြီးရင်၃၃ညရှစ်မှာဒီ၃ကိုနှစ်ချိန်ပေါင်းမယ်။အလဲက၃ညကို၃နဲ့ပေါင်းတယ်ပေါ့နော်။၃ချိန်ပေါင်းတယ်။ပြီးရင်ဒီအနောက်က6ကိုတစ်ချိန်ပေါင်းပြီးတော့အနည်းနဲ့ထပ်ပေါင်းသွားတာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်တာလေးကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်။6၃ညလေး၃ညကိုကတ်ရဲ9ပေါင်းရှင်းဒီ9ရတယ်ပေါ့နော်။ ဒီမှာကျတော့6က3ချိန်ဆိုတဲ့အတွက်18ဖြစ်ပါတယ်။9နဲ့ချိန်ပေါင်းရှင်းက10ကို4နဲ့ပေါင်းရှင်း14ပေါ့နော်။3နဲ့ချိန်ပေါင်းရှင်းက6 3 3ညာလီ3ညာဒီ8ကတစ်ချိန်နောက်မှာရှိတဲ့2နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ကျွန်တော်4နဲ့6နဲ့ပေါင်းရှင်းက10ရပါတယ်။8ရဲ့2ရဲ့ပေါင်းရှင်းကလည်း10ရတယ်ပေါ့နော်။ဒါတော့အဲ့မှာခွန်ရဲ့8ရဲ့နှလုံးကြံတွေအတွက်ပေါင်းရှင်းက15ရောင်းပဲပေါ့နော်။9ကိုကျွန်တော်2နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။9ကို2ပေါင်းရှင်းခွန် ခွန်ကိုလေးနဲ့ပေါင်းတော့ပေါင်းရှင်းစက်တိတိတ်ကိုတိတ်ပေါင်းတာနေပါနော်ငါခွန်တင်နီအနောင်နှလုံးပေါင်းရှင်းပြိုင်မှာကိုခွန်ရှင်းဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီခွန်ရရှင်းရနေနှလုံးပေါင်းရှင်းက55ပြိဖြစ်ပါတယ်ပေါ့နော်ခွန်ရှင်းနှလုံးပေါင်းရှင်းငါခေတာရှင်ကျွန်တော်ငါခွန်တင်နီမှာကိုခွန်ရှင်းဒီမှာပေါ့နော်ငါခွန်တင်နီမှာကိုခွန်ရှင်းဆိုပြီးပြပြထားတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ဒီရှစ်တုံညာ၄၅ရာတာကိုလည်းဆက်ပြီးတော့ညီကြည့်အောင်ပေါ့နော် ဒီ6 6 9 8ကနေစားပြီးပြတ်တော့ပေါ့နော်ဒီ6ကိုကျွန်တော်6နဲ့မျှပါမယ်ကဲ့ရဲ့9မှာတစ်ကြိမ်ထိပ်စီးမှာတစ်ကြိမ်အပိတ်မှာနှစ်ကြိမ်အရှိယကနန်း9မှာနှစ်ကြိမ်အလယ်အလေးမှာတစ်ကြိမ်နှစ်မှာနှစ်ကြိမ်ဒီ6ကို3နဲ့မျှမယ်ပြီးရင်3ညမှာတစ်ကြိမ်အပေါင်းနှစ်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအစဉ်6 6လီတီ40နဲ့ရှိဖြစ်ပါတယ်ခင်ဗျာပြီးရင်9ကတစ်ကြိမ် ကိုရတကျင်း၈နှစ်ကျင်းပေါင်းရှင်းတာ၁၆ခုနှစ်ကျင်းပေါင်းတာ၁၄လေးရတကျင်းနောက်ထပ်ဒီ၂နှစ်ကျင်းပေါင်းလေးရှိ3ကြိမ်ပေါင်းရှင်း20နဲ့4ပါเนาะပြီးရင်နင်းနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါရခင်ဗျာအဆွေကျွန်တော်ဒီမှာ6နဲ့4ပေါင်းရှင်းဒီ30ဖြစ်ပါတယ်6နဲ့4ပေါင်း30နောက်ထပ်ဒီ6နဲ့4ပေါင်းရှင်းဒီ8နင်းနဲ့ပေါင်းရင်30ပါเนาะ9နဲ့9ပေါင်းရှင်းဒီ16 6နဲ့4ပေါင်းရှင်း30ဒီမှာ8တလုံးကြာမယ်ပါเนาะ အဲဒါကြောင့်မို့ရှစ်ကိုနေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒီရှစ်ကိုကဘွားလူမျိုးပဲပေါ့နော်။ရှင်းနဲ့နေပေါင်းရှင်း30၊တုံညကို၄ပေါင်းရှင်း၄၊၄ကိုတိတူတာမှာရှစ်တုံညလေးကအနန္တလုံးပေါင်းရှင်းပြိမှာ၆၉၆ဆိုတော့ကျွန်တော်တို့ဒီအနန္တလုံးပေါင်း၉ရဲ့၆ရဲ့နှလုံးပေါင်းရှင်း၅ပြိဖြစ်ပါတယ်။ဒါကြောင့်မို့ရှစ်တုံညလေးကမှာရှစ်တုံညလေးကမှာ၆၉၆ဆိုပြီးပြပြထားတယ်ပေါ့နော်။အဲ့ဆိုရင်ကျွန်တော်20ချိန်မှာအဒီပြိတ်လေးလုံးဆက်ပြီး okay ဟုတ်မလားပေါ့နော်ဆက်ကြည့်အောင်လားခင်ဗျာ ဒီ၃ညကို6နဲ့မြောက်ပါမယ်ပေါ့နော်ဒီ9မှာကြိမ်ဆွေအတွက်9မှာကြိမ်ဒီ6မှာကြိမ်နောက်ထပ်6မှာကြိမ်6မှာကြိမ်9မှာကြိမ်10မှာကြိမ်10ကို3နဲ့မြောက်မယ်9မှာကြိမ်အပေါင်းနေစုပြီးဖြစ်မယ်ပေါ့နော်6တုံညလေးတုံညဖြစ်ပါတယ်9နဲ့6နဲ့ပေါင်းရှင်းက7 6နဲ့ကြိမ်7နောက်ထပ်ဒီ6နဲ့ကြိမ်ပေါင်းတာလည်း7ပေါ့နော်9ကတစ်ကြိမ်ဖြစ်ပါတယ် ရှင်းနှချိန်ပေါင်း16ရှင်း3ချိန်ပေါင်းရှင်း24နဲ့4ကိုရဲ့နေ့ရက်ပေါင်းရှင်းဒီ7ဖြစ်ပါတယ်ခင်ဗျာဒီကိုနဲ့နေ့နဲ့ပေါင်းတာ7ပါနော်အဲဆိုရင်ကျွန်တော်ဒီမှာ6ရက်4ရက်ပေါင်းရှင်း30ဖြစ်ပါတယ်နေ့နဲ့နေ့ပေါင်း4 4နဲ့7ပေါင်းက9နဲ့ပေါင်းရင်30ဒီမှာတိတိလုံးကျန်နေပါနော်အဲဆိုရင်အရာလာတွေတိကိုကျွန်တော်နေ့နဲ့ထပ်ပေါင်းသွားမှာဖြစ်ပါတယ်ခင်ဗျာတင်းနဲ့နေ့ပေါင်းရှင်းဒီ3 3ကို4နဲ့ပေါင်းတော့ပေါင်းရှင်း9 ဖွန်ကိုတစ်တူတာရှိတစ်သုံးခွန်ချစ်အနန္တလုံးပေါင်းရှင်ပရိဖြစ်ပါတယ်ခင်ဗျာနေ့ရပါတော့တစ်သုံးခွန်ချစ်စပေးရည်လာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီမှာတော့တစ်သုံးခွန်ချစ်စပေးဖြစ်ပါတယ်ခင်ဗျာโอเคတစ်သုံးခွန်ချစ်ဆိုတော့ကျွန်တော်အနန္တလုံးပေါင်းရှင်ပရိကဒီမှာတစ်သုံးပုံတူနေပါတော့တစ်သုံးခွန်ချစ်ဆိုတော့အနန္တလုံးပေါင်းရှင်ပရိဒီတစ်သုံး 13ဖြစ်ပါတယ်။ Okay ဒီ13 8ဒီဒီမှာမရလာတာကြာပြီပေါ့နော်။13 8 6ဒီမှာတော့ရတယ်။ဒီမှာတော့အခုမှတစ်ချိန်သားလင်း13 8ဖြစ်ပါလိမ့်ပေါ့နော်။ Okay ကျွန်တော်နောက်ထပ်အဲဟုတ်ပြေချာလုံးပါနော်ဒီလိုမျိုးပင်ရှိအကျဉ်းကြီးအပြည့်90နဲ့5ကျဉ်းအတူတူပဲဖြစ်ပါလိမ့်ပါနော်အဲ့ဒီပြေချာလုံးမှာကျတော့3 5 6 8ဆိုပြီးရနေတာဖြစ်ပါတယ်ဒီမှာကဲရည်လိုက်မယ်ပါနော်3 5 6 8 ခု6 okay အဲ့ဒီနှစ်ခုပုံတူမူပရိတ်6လုံးရှင်း6လုံးပုံတူမယ်ဆိုရင်တော့ကျွန်တော်တို့ရှစ်ပရိတ်ပုံတူတယ်ပေါ့နော်ရှစ်ပရိတ်ရဲ့တုံညာမပါဘူးပေါ့နော်တိပါတယ်ပြင်3မပါဘူး6မပါဘူး9မပါဘူးပေါ့နော်ပုံတူပရိတ်ကကျွန်တော်ဒီမှာ7 3 5ပုံတူပရိတ်ရှိတယ်ပေါ့နော်ဒီနီးနှစ်ခုဆိုရင်ပေါ့နော်ပင်ရှိအနန္တလုံးပေါင်းရှင်းပရိတ်6လုံးနီးနှစ်ခုပုံတူဆိုရင်7 3 5ဖြစ်ပါတယ်ဆက်ပြီးခဲမယ်ဆိုရင်ပေါ့နော် ။ဒါဆိုရင်၈တင်း၅အခုကကျွန်တော်ဒီမှာ၁၃၈ဆိုတော့ဒီမှာတော့၈၁၃ပုံတူတာပေါ့နော်။ကျွန်တော်ဒီမှာ၁၃ဆိုပြီးဖြစ်ပါတယ်။၈၁၃ပုံတူတာဖြစ်ပါတယ်ခင်ဗျာ။ Okay ရှစ်တုံးဆိုတာဒီမှာရှစ်တင်းငါဆိုတော့ကျွန်တော်အနန္တလုံးပေါင်းရှင်ဘရိတ်ကရှစ်ရတရပို့ပြီးအသားတောင်းမယ်ပေါ့နော်။နန္တလုံးပေါင်းရှင်ဘရိတ်ရှစ်တဖြစ်ပါလေခင်ဗျာ။ပုံတူဘရိတ်ရှစ်တပေါ့နော်။ โอเคကျွန်တော်ဒီမှာ7ပုံသူ break ပေါ့နော်7နှလုံးပေါင်းရှင်အနံနှလုံးပေါင်းရှင်7ဖြစ်ပါတယ်ပေါ့နော်ပုံသူ break ချိန်နေတဲ့မှန်ရှင်များအတွက်ပြပြရှင်ဖြစ်ပါတယ်အဲပုံသူက7ရတည်ရပေါ့နော်9 break ရရှင်ရပေါ့နော်ဆိုတော့ကျွန်တော်7 7တကိုပဲပုံယူလိုက်မယ်ပေါ့နော်ပုံယူမယ်ဆိုရင်ပေါ့နော်ကျွန်တော်နောက်ထပ်တစ်ခုက9ရတည်ရ3ရလေပိတ်ကြီးရှိတယ်ပေါ့နော်9တည်3လေပိတ်ကြီးအထီးကြီးရှိတယ်ဆိုတော့9 ကိုကိုကိုချင်းတို့ဒီရှစ်ဖြစ်အောင်ဆိုလို့ရှင်ကိုနဲ့ကိုပေါင်းရှင်က78ပေါ့နော်ဒီကိုကိုချင်းတို့တစ်ဖြစ်အောင်ဆိုရင်ကိုကိုနေပေါင်းမှာ73ပေါ့နော်တဖန်ဒီတစ်နောက်ထပ်တစ်တစ်ကိုရှစ်ဖြစ်အောင်ဆိုရင်တစ်ခွန်တွဲမှာပေါ့နော်တစ်ခွန်ပေါင်းရှင်ရှစ်ဒီတစ်ကိုကျွန်တော်တို့၃ညာတစ်ဖြစ်အောင်ဆိုရင်၃ညာထည့်တယ်ပေါ့နော်ဒါဆိုရင်နောက်ထပ်၃၃ကိုယူမယ်ဆိုရင်၃ကိုကျွန်တော်ရှစ်ဖြစ်အောင်၅ သုံးကနှလုံးပေါင်းရှင်းရှိပေါ့နော်တပံဒီ3ကိုတိဖြစ်အောင်ဆိုရင်ဒီ3နဲ့ဒီ6နဲ့ပေါင်းရင်7ပေါ့နော်3နဲ့6ပေါင်းရှင်း7ဖြစ်ပါတယ်အဲဆိုရင်အလယ်ပိတ်ကိကကုတီ3ဖြစ်ပါတယ်ပေါ့နော်ပရိက6နဲ့တိပရိပုံတူမယ်ဆိုရင်ပေါ့နော်နောက်ထပ်တစ်ခုအဲ့ဒီမှာကျွန်တော်ကနဲ့နှလုံးစုံလာပြီဖြစ်တဲ့အတွက်၃ည၄၆၇၄လေပိတ်ကြီးရှိတယ်ပေါ့နော်ပုံသေးသူက၃ရှိရှိတဲ့ချိန်မှာတော့ပြတ်တယ်ပေါ့နော်လေပိတ်ရှိရှိအပူဆွေအတွက်၃ည၄၆၇ကဒီ ဒီ9 3ည4 9 3ည3အထိတားလျှောက်ဖြစ်ပါတယ်။တော်တော်တူ3 8တချိန်မှာပြည့်ဖူးတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ဒီကိုကိုအပူဆိုရင်တော့ဒီမှာ3ည4 6ခုမှာကိုမပါတဲ့အတွက်ကိုကိုအပူကိုပေးလို့ရမယ်ပေါ့နော်။ကိုကိုအပူအပူဆိုတဲ့အတွက်ထားထားမယ်ပေါ့နော်။နောက်တစ်ခွန်လေးရတယ်ဒီမှာ9တလုံးထိတယ်။3ကတော့ကျွန်တော်ဒီမှာ3ထိတယ်ဆိုပြီးမှတိဖြစ်မှာ9မပါတဲ့အတွက်3ကိုပေးမယ်ပေါ့နော်။ကိုရဲ့နေရဒီမှာကိုရဲ့နေရပေါ့နော်။ တိတုံညာအတိတုံညာရတဲ့38 38ဒီမှာ၃ပါတယ်ဒီမှာရှင်းမပါဘူးပေါ့နော်โอเคအားကြောင့်မို့ကျွန်တော်တို့ဒီမှာဆိုရင်ကိုကိုတိခွန်ကိုနိတိတုံညာဆိုပြီးရမှာပေါ့နော်ဒီအနောက်နှလုံးပေါင်းရှင်ပရိချစ်တိဆိုရင်ပေါ့နော်ပြီးရင်ကိုတိတုံအလေတုံမဟုတ်အပိတ်ကီမာစတာကီပေါ့နော်သူကလေပိတ်နေရာမှာရှားပြီးနေရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကိုကိုရဲ့တိခွန်ရဲ့ကိုနိရဲ့တိတုံညာရဲ့ဆိုပြီးဖြစ်ပါတယ်โอเคနောက်ထပ်အနေနဲ့ကျွန်တော်တို့ အခွန်ရှိကိုတင်းနေတုံးဒီလေပိတ်နှလုံးအပါသွားမယ်ဆိုရင်ကိုကိုရဲ့တစ်ခွန်ရဲ့ကိုနေရဲ့တစ်တုံညာတစ်တုံညာထပ်ပေးလို့ရအောင်ပဲပေါ့နော်ခွန်ရှိကိုတင်းနေတုံးထဲကကျွန်တော်တို့ဒီပါသွားခင်မယ်ဆိုရင်ပေါ့နော်နောက်ထပ်အနေနဲ့တင်းနေ6ခွန်မတွဲဆိုတော့ကျွန်တော်ဒီတစ်ခွန်ကိုပဲထပ်ပြီးပေးလို့ရသေးတယ်ပေါ့နော်ဒီမှာတစ်ခွန်နှလုံးတွဲနေတဲ့အတွက်ကြောင့်မဖြစ်ပါတယ်ဒါဆိုရင်ကိုကိုရဲ့ကိုနေရဲ့ဆိုပြီးဖြစ်ပါတယ် အဲဆိုရင်ကိုကိုကိုနေဆိုရင်နေကိုပေါ့နော်ဒါလေးထိစီထရမှာဖြစ်ပါတယ်ကိုကိုပြီးရင်ကိုနေနေကိုပေါ့နော်ဒါလေးကျွန်တော်ထိစီထည့်လိုက်ရမှာဖြစ်ပါတယ်โอเคအနောက်နှလုံးပေါင်းရှင်ပြေပုံတူကလည်း OK မယ်အနောက်နှလုံးပေါင်းအနောက်အလေးပိုင်းအထီးကီကလည်း OK မယ်ဆိုရင်တော့အထီးကီလည်း OK မယ်ဒီနှလုံးအပါလည်း OK မယ်ဆိုရင်တော့ကျွန်တော်ထိစီနှလုံးထည့်ရမှာဖြစ်တယ်ပေါ့နော်ကိုကိုဒီမှာထည့်ရမယ်နောက်ထပ် ဒီကုနေမှာထိစီထဲရမယ်နေကုမှာလည်းထိစီထဲအောင်ပဲဖြစ်ပါတယ်။ Okay ဒါကတော့ကျွန်တော်တင်ချာနေရကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပြန်လည်မှရှင်းတာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။